ားစွာကြာပြီပေါ့နော်အဲစီနီယာလည်းဒါကို့ဖေတယောက်ဆိုမဲ့စီနီယာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဖဖေးရဲ့အမြင်မှုအများကြီးကတော့တို့လည်းအဲ့လောက်နှစ်ပေါင်းနဲ့အများကြီးချက်တန်းရအောင်ပါပေါ့နော်အခုပေရနေအမြင်မှုလည်းရန်ဝန်တာရဲ့ဘယ်သူမှမပေးနေတဲ့ဘယ်သူမှမပြရနေတဲ့ဟိုတိန်းလာခဲ့အေးအောင်မှမင်းကိုပေးစို့ဒါကြောင့်မလို့အေးအောင်မှပေးတယ်ပေါ့ခါကြလို့ရှိရင်ဟိုကို့ဖေဗီဒီယိုပဲကိုယ့်ကိုထိုင်ကြည့်ပြီးရှိရရရှိရပေါ့နော်ဖေးရဲ့နောက်ပိုင်းဒီဟာတာဗီဒီယိုလေးတွေတော်တော်လေးလည်းသဘောကျတယ်ကိုယ်တော်လည်းနဲ့ဟာလေးတွေ ਆ လေးဟုတ် လမ်းမှန်တောက်ချောက်လုံးချွေးသည့်ချွေးပေါင်းပြောင်းတောက်ချောက်တိုးလာတာမတတော်မတတော်အဲ့လောက်တော့ဝင်ကိုတော်လန်းနေရဖေနဲ့ကအဲ့လိုလေရွယ်တူမဟုတ်ဘူးဒါမှတွဲဖက်ညီရဲပေါ့နော်ပြီးတော့ပျော်ဖို့လည်းကောင်းတယ်အပြစ်မှလည်းအတိုင်းလေးပဲဆိုတော့လေ ဒါမဟာနဲ့လည်းတဲ့ဒုတိယမြောက်ကားပေါ့နော်ဇက်လန်လိလာပြောရရလဲဇက်ကအရန်သဘောကြတယ်ပြီးတော့ဒါအရန်အောင်မြင်တဲ့ဝတ္ထုတစ်ခုပေါ့နော်အဲ့ဒီမှာမှပိုပိုချိုးဆိုတဲ့ character ကိုလာပြီးတော့ကလန်းလာဖြစ်တဲ့အတွက်အရန်ဝမ်းတာပြီးလက်ခံလာပါဟုတ်ဒီကားကအရန်နည်းနည်းမဟုတ်တော်တော် V လိမ့်ပေါ့နော်တော်တော်လေးစိုးရမယ်ကောင်းပါလေးပါလားဟုတ်အော်ပြပြအလိုတော့မပြောပါဘူးကောင်းနေပေါ့နော်ဒီ character တခုကလန်းခံရတော့ဝမ်းတာရပေါ့နော်ဟုတ်အဲတုံးရဆုံတဲ့ကားကတော့ရိုက်ပူတယ်ရှိရတကားနကားဒါပေမဲ့မထွက်သေးရပေါ့နော်အဲ့လိုမျိုးလေးပါဟုတ် အဲ့တော့အခုနေရဲကဘာလုပ်လဲအခုနေရဲကအခုသူတချင်းနေဆိုပြတာများရယ်ပေါ့နော်ဟုတ်ပေါ်ရင်မှာဟုတ်တယ်ဟုတ်တယ်ဟိုအဖွဲကမိသားစုကများတော့ဟိုမိသားစုမွေးရနေလေများရယ်ပေါ့နော်အဲ့တော့ channel မှာတော့မွေးနေရများရယ်ပေါ့တကယ်ရောက်မွေးနေလို့ channel သွားတယ်ဟုတ်တယ်ဟုတ်တယ် channel မှာလုပ်ပြပြီးတော့ channel ကကြတော့အလိုပုံမှန်ဆိုတရုတ်ကအလိုအိမ်မှာလူဆောင်တာရှားရတယ်အကောင်လုံးကအလုတ်ကိုစီထွက်လို့အိမ်မှာလည်းမတွေ့ရအောင်အဲ့တော့မိသားစုဝင်နေစုံတာမဟုတ်ဘူး channel ဆိုစုံတယ်အဲ့တော့အဲဒီရက်မှာဘယ်ရက်ဘယ်ရက်မိသားစုဝင်သွားမိသားစု group chat ရှိရယ်အမောင်နှမ group chat ရှိရယ်ဒီရက်ဒီရက် channel သွားမယ်ဆိုတော့အကောင်လုံးကလာကြတယ်။လာပြီးဆက်ထဲမှာညာအိတ်ဆုံးအပြင်နောက်နေ့ကျရင်အိတ်ပြန်ကိုလို့ကိုလို့အဲ့လိုမျိုးပေါ့။ ဲ့တော့အကောင်လုံးအားမဲ့ရက်ကိုလည်းညှိရတာပေါ့နော်မအားကြရများတယ်ပြီးတော့ဟိုဟိုခက်လေးရွယ်လည်းမဟုတ်တော့အလုပ်ကိုစီရှိကြဆိုတော့လေတခါကြောက်လို့ရှိရင်ဒီချိန်9နာရီချိန်9နာရီမှလည်းအချိန်မှရောက်တယ်ဒါပေမဲ့မနက်ထဲကရောက်တဲ့သူကလည်းရောက်တယ်ညနေမှရောက်တဲ့သူကလည်းရောက်တယ်ညမှရောက်တဲ့သူကလည်းရောက်တယ်အဲ့လိုရအောင်တော့စုတယ်ပေါ့နော်အဲ့လိုမျိုးအကွက်ကိုလည်းစုတယ်ပြီးတော့တဲကဟိုအကောင်လုံးပြောမယ်ဆို vlog ကြည့်ရတွေ့ဆိုတည်ရပေါ့เนาะအဲမိသားစုဝင်နေဆိုမျိုးတွေပါမကြမ်းတဲ့အဲ့လိုမျိုးကိုကကြည့်ပေးခြင်းတဲ့သူဖြစ်တဲ့အတွက်ပေါ့เนาะအဲ့လိုခွဲတန်းလေးပေါ့เนาะ လူလူတဲ့တဲ့တော်တော်လူတဲ့ထဲမှာပါတယ်ဘာလို့ဆိုတော့အလိုလေဟိုမနေတတ်ဘူးတခုဆိုလို့ရှင်လဲကို့မှာရှိတဲ့အမောက်အတိုင်းစုမိစုမိထားတဲ့လောက်လှူတာများတယ်ငလင်တော့ဆိုလဲစုထားတယ်စုထားတဲ့လောက်ကိုလှူတယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတော်လန်းနဲ့အဖေနဲ့ကအလိုလေရွယ်တူမဟုတ်ဘူးဒါမှတွဲဖက်ညီရဲပေါ့နော်ပြီးတော့ပျော်ဖို့လည်းကောင်းတယ်အပြစ်မှလည်းအတိုင်းလေးပဲဆိုတော့လေး ဟုတ်အဲဒါဖဖေကကျတော့ရန်ပေါင်းများစွာကြာပြီပေါ့နော်အဲဆီနီယာလည်းဒါကို့ဖေတယောက်ဆိုမှဆီနီယာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဖဖေရဲ့အောင်မြင်မှုအများကြီးကတော့တို့လည်းအဲ့လောက်နှစ်ပေါင်းနေအများကြီးဖြတ်တန်းရအောင်ပါပေါ့နော်အခုပေရနေအောင်မြင်မှုလည်းရန်ဝန်တာရဲ့ပြီးတော့ YouTube မှာလည်းဟိုဒီဟာတာဗီဒီယိုလည်းတော်တော်လေးလက်ပေါက်တစ်ခါကြားလို့ရှိရင်ဟိုကို့ဖေဗီဒီယိုပဲကိုယ့်ကိုထိုင်ကြည့်ပြီးရှိရရှိရပေါ့နော်ဖေရဲ့နောက်ပိုင်းဒီဟာတာဗီဒီယိုလေးတော်တော်လေးလည်းသဘောကျတယ်ကိုတွက်လက်နဲ့ဟာလေးတွေလေးဟုတ်အဲတဲရော vlog တွေကြည့်ရတဲ့သူဆိုတော့သိမယ်ပေါ့နော်တို့ပေါ့ပေါ့ပပနေရများပြီးတော့တို့ခု နောက်ပိုင်းမိသားစုမှာထားတဲ့ mindset ကပါလဲဆိုတော့ဘယ်ချိန်ဘာဖြစ်မှန်မှန်းမသိရဘူးပေါ့နော်အဲ့တော့ပြောပြောနေမယ်အဲ့လိုစိတ်ညစ်စရာဆိုရင်ဟိုအယူမခံဘူးပေါ့နော် negative ကိုကင်းအောင်နေရအဲ့ဒါကြောင့်တရုတ်မိသားစု vlog ကြည့်ပြီးဆိုအဲ့လိုလေ အချိန်မပေါ့ပါနေရပျော်ရွှင်နေရဆိုတော့တို့လုံယူထားမဟုတ်ဘူးဒီဟာကိုပဲဟိုမိသားစုအချင်းချင်းအင်းရတော့စိတ်ဆိုးစိတ်ကောက်တွေရမ်းများပါဘောနော်အခုဆိုစိတ်ဆိုးစိတ်ကောက်တွေကိုအတက်နိုင်ဆုံးလျှော်ရဲပျော်အောင်နေရပါဘောနော်မိသားစုပို့စီလောက်အောင်နေရပါဘောနော်တွေ့ကြောင်ဖြစ်မလဲဆိုတော့ဟိုဖေဖေတို့ကားစီတန်းဖြစ်ပြီးရဲ့နောက်ပိုင်းလဲပါမယ်ပြီးတော့အခုဆိုလို့ရှင်တဘာဝဘေးရဲ့နေရာကြီးကလည်းရမ်းများရလေအဲအဲ့လိုဆိုတော့ရုတ်တရက်ကြီးဟိုဘယ်ရာမှမတည်ကြဘူးဆိုတော့လေအဲ့တော့ဟို စုတယ်အရင်ဆိုလို့ရှိရင်စုစုစုဒါပေမဲ့ခုနကစုပြီးတော့ငါရုပ်တရက်ဖြစ်သွားရောဆိုတော့စိတ်တရားဖြစ်လာတော့အဲ့ဆိုတော့တောင်းရမှာပေါ့ဆိုရယ်လို့ပြောပါနော်တောင်းရမယ်လူရမယ်ပျော်ရမယ်ပေါ့နော်ပြီးတော့စုအဲ့လိုပေါ့ဟုတ်အဲဒါရိုဒီချမ်းမြေ့စေချောင်းကားပေါ့နော်ခုစားပြီးတော့ရိုက်ကူရောမယ်အဲ့တော့ဒီကားလေးထွက်လာတဲ့ခါကျတော့လည်းပြိတက်ကအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါ